အနေနဲ့ရကမျောလင်းဆောင်စားနေကြတဲ့ရွှေစကားငွေစကားမိတ်ဆွေပြိဿအလုံးကိုစိတ်နဲ့ဖြာကျမ်းမာတည်တဲ့ကျမ်းမာအောင်ချမ်းသာတည်တဲ့ချမ်းသာအောင်စွမ်းဆောင်တော်မူနိုင်ကြပါစေဘေးပရာပေါင်းဝေးကွာအောင်လဲကိုစီကိုစီရွှေဆောင်တော်မူနိုင်ကြပါစေကញ្ញံဝရိယသုံးချက်လုံးအကောင်အောင်လဲဂျိုပါတော်မူနိုင်ကြပါစေလို့လိုက်လိုက်လဲလဲမေတ္တာပို့သနှုတ်ခွန်းဆက်သလိုက်ပါရခင်ဗျာရွှေစကားငွေစကားအစီအစဉ်ကျွန်တော်ညစဉ်စူးစမ်းပြီးတော့တင်ဆက်ပေးနေပါတယ်အနေနဲ့ရကမိတ်ဆွေများအတွက်လည်းပဲ အသုံးတဲ့ကြအကျိုးထူးကြတယ်ဆိုတာပြန်လည်ကြားသိရတဲ့အတွက်ဝမ်းသာမိပါတယ်ခင်ဗျကဲအခုကတော့ဖြင့်ဂျွန်လ26ရက်နေ့အတွက်ရွှေစကားငွေစကားဟောကြားချက်များဖြစ်ပါတယ်ခင်ဗျရေဦးစွာတနင်္ဂနွေသားသမီးမိတ်ဆွေများဒီလိုနေ့ဒီမှာကလေသားသမီးအောက်လင်ငယ်သားနဲ့ပတ်သက်တဲ့ရွေချက်အစီအစဉ်တွေစူးစမ်းတက်ပါတယ်ရွှေရူရရနာပစ္စည်းလက်ဝတ်တဲ့စားနဲ့ပတ်သက်တဲ့ကိစ္စတွေအလှကုန်းတို့အလှပြင်ဆိုင်တို့အမှုပညာအလှပရေးရနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဝဝါလှေလဲလက်ဖက်လက်ဖက်ရေးဆိုင်အဲ့ဒါလိုလုပ်ငန်းမျိုးတွေဦးစားပေးစူးစမ်းတဲ့နဲ့ လက်ရှိလုပ်ငန်းတွေကိုတိုးမယ်ချဲ့မယ်အချိန်မြင့်မယ်လုပ်ငန်းတွေအစီအစဉ်တွေစမယ်ဆိုရင် အလွန်အလွန်ကောင်းသောနေ့ဖြစ်ပါတယ်အပြိုင်ဆိုင်အချိန်အင်းနဲ့ကဲကျိုးသားပန်းသားကိစ္စမျိုးတွေမှာလည်းအောင်မြင်မဲ့အကိန်းဖြစ်ပါတယ်ဗျကဲပင်မန်းတော့ပင်မန်းမယ်အချိုးထုမယ်နေ့ဖြစ်ပါတယ်လို့တနင်္ဂနွေသားမီးမိတ်ဆွေတွေကမိမိချစ်သူအိမ်တောင်ဘက်ယာဒူးတိုးတယ်လို့ထီပေါက်တယ်လို့ဆုရတယ်လို့ဝမ်းသာစရာကြားအောင်ရတတ်တယ်ဗျို့ဒီလိုကိမျိုးမှာတနင်္ဂနွေသားမီးတွေကံရဲ့အပမိုးရဖို့ဆိုရင်အပြာရောင်တို့ပန်းရောင်တို့များများပါတော့ အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်ဆင်သုံးသွယ်ပါမိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတက်အောင်လုပ်ငန်းဆောင်တာတွေတို့တက်အောင်ဆိုရင်လျှောက်သီးလေးတစ်လုံးနဲ့တို့ခောက်ပြီးတော့ဆူတောင်းပါဒါမှမဟုတ်လျှောက်ရုပ်ထုတ်လေးနဲ့တို့ရိုက်ပြီးတော့ဆူတောင်းပါဒီနေ့ကိုအတွက်ကံကောင်းလိုက်ရွှင်စေမဲ့နံပါတ်တွေကဏ္ဍတွေက၄ကဏ္ဍ၆ကဏ္ဍတွေဖြစ်ပါတယ်ဒီလိုနေမျိုးမှာတနင်္ဂနွေသားသမီးတွေကံရဲ့အပမိုးရဖို့ဆိုရင်ဖြော်ရည်လှူဒန်းသောကုသိုလ် ကဲဖြောရေးအချိုရေးအေးတခုခုလူတန်းနဲ့ကုသူလေးပြုတ်ပြီးတော့မြတ်စွာဘုရားမှာပဲလူလူအပေါင်းသမီးတွေကိုပဲဒါနပြုပြုပေါ့အဲ့ဒါလေးနဲ့တူကံရဲ့အပံပိုးရရှိကြပါစေခင်ဗျာဆက်လက်ပြီးတော့ဒင်းလာသားသမီးမိတ်ဆွေများဒီလိုနေ့တွေမှာကနိုင်ငံသားလူမျိုးသားနဲ့ဆက်နွယ်ချိတ်ဆက်တဲ့လုပ်ငန်းမျိုးတွေဌာနဆိုင်ရာတွေနဲ့ဆက်နွယ်ချိတ်ဆက်တဲ့ဟာလာလီလန် contract ဆန်တဲ့လုပ်ငန်းမျိုးတွေဘွေစားအကျိုးဆောင်ဆန်တဲ့လုပ်ငန်းမျိုးတွေအထည်အလိတ်တို့ထီးဖနတ်တို့လျှက်စစ်ပစ္စည်းတို့ဓာတ်စီဒီဇတ်တတ်ထုနှံနွားအဲ့ဒါလိုကိစ္စမျိုးတွေပို့ပြီးတော့အကျိုးထူးအောင်မြင်နိုင်ပါတယ် အပေါအဝင်အခြေငါကိစ္စတွေတံမိုးကြီးပစ္စည်းဝယ်ခြင်းရောင်းခြင်းကိစ္စများလဲစူးစမ်းတင်ပါတယ်မိမိဦးဆောင်ပတ်သက်ပြီးတော့အလူမင်္ဂလာပွဲလမ်းတင်များလဲကြုံရတာပါတယ်ကံအခြေအနေပေးသောနေ့ဖြစ်ပါတော့ကြောင့်အရာမိစူးစမ်းတင်ပါတယ်လို့တင်းလာသားသမီးတွေဒီလိုနေ့ဒီမှာတင်းလာသားသမီးတွေကသားသမီးအောက်လက်ငယ်သားတို့အိမ်မွေးတိရစ္ဆာန်ခွေးကြောင်ကျင့်ငှက်ငါအဲ့ဒီကိစ္စလေးတော့နည်းလေးသတိထားပါမိမိချစ်သူအိမ်တော်ဘက်ရဲ့ငွေကြီးနဲ့ပတ်သက်တဲ့ဝမ်းသာစရာတွေတော့ကြားကြုံရတတ်တယ်ပြုတ်ကဲဒီလိုကိမျိုးမှာတင်းလာသားသမီးတွေကံရဲ့အပမိုးရဖို့ဆိုရင် အဖြူရောင်တို့ငွေရောင်တို့မိခိုးရောင်တို့များများပါသောအဝယ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်ဆင်သုံးဆွဲပါရောင်းကုန်ပစ္စည်းတွေရောင်းအားတက်အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင်ဘာပဲရောင်းရင်ရောင်းရင်ဘာလုပ်ငန်းမဲ့လုပ်လို့ကွန်းရက်ကလေး2ရက်နဲ့ရက်ခတ်ပြီးတော့ရိုက်ပို့ပြီးတော့ထူထောင်မှာဒီနေ့ကိုအတွက်ကံကောင်းလိုက်ခြင်းစီမဲ့နံပါတ်တွေကနန်းတွေကခွန်ကနန်းနှစ်ကနန်းကံရဲ့အပမိုးရဖို့ဆိုရင်နန်းကြီးတုတ်သို့မဟုတ်နွားတို့မြတ်စွာဘုရားမှာတခုခုလှူဒန်းပြီးတော့ကဲမိတ်ဆွေအပေါင်းအသင်းတွေကိုဒါနပြုပြီးတော့ကံရဲ့အပမိုးရရှိကြပါသည်ခင်ဗျာ ဆက်လက်ပြီးတော့အဲအစင်လာတအားကြီးတဲ့အင်္ဂါသားသမီးများဒီလိုနေ့တွေမှာကပညာရေးကိစ္စတို့မြေကိစ္စတို့ဖုန်းကိစ္စတို့အမွေကိစ္စတို့ပြိဘောကပဲပြောင်းပန်းပြိမကြီးပပုအဲ့ဒီလိုကိစ္စတွေကိုဦးစားပေးပြီးတော့စူးစမ်းတဲ့ ਨੇ စိတ်တိုင်းမကြစရာလေးတွေစိတ်နှခွဖြစ်စရာလေးတွေမတင်မကြမကြီးမရလေးတွေတို့လို့လို့ဖြစ်စရာလေးတော့တတိထားစိတ်အေးအေးကောင်းအေးအေးလေးနဲ့စူးစမ်းတဲ့ဂိမ်းမျိုးဖြစ်ပါတယ်ငွေကြီးကြီးတဲ့ပညာနာမည်ကုန်တရင်စုပွဲယာဓုကုန်မှုကိစ္စဦးစားပေးပြီးတော့စူးစမ်းတင်ပါတယ်ဖုန်းနဲ့ပတ်သက်တဲ့အခွင့်အရေးတွေပေါ်တတ်တယ် ဟိုအဝေးပြည်ပကသာသမီအောက်လက်ငယ်သားညီကိုမောင်နှမတို့ရဲ့တရင်ကောင်းကြားရပါတယ်ဒီလိုနေမျိုးမှာအင်္ဂါသာသမီတွေကမိမိချစ်သူအိမ်တော်ဘက်ရဲ့ယာဒူးတိုးတယ်လို့လုပ်ငန်းကြီးကြီးမားမားအောင်မြင်တယ်လို့တရင်ကောင်းကြားရပါတယ် ကဲအင်္ဂါသားသမီးတွေကံရဲ့အပမိုးရဖို့ဆိုရင်အဝါရောင်တို့ရွှေရောင်တို့လိမ်မော်ရောင်တို့များများပါတော့အဝယ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်စင်သုံးသွယ်ပါရောင်းကုန်ပစ္စည်းတွေရောင်းအားတက်အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင်ဓာတ်မီအားကောင်းကောင်းနဲ့ထိုးပြီးတော့ချူတောက်မှာဒီနေ့ကိုအတွက်ကံကောင်းလက်ရွှင်စေမယ့်နံပါတ်တွေကဏ္ဍတွေက၅ဂဏန်း၊ခွန်ဂဏန်းတွေဖြစ်ပါတယ်ကံရဲ့အပမိုးရဖို့အင်္ဂါသားသမီးများနွားတို့နဲ့ပါမုံလှူဒန်းတဲ့ကုသိုလ်လေးပြုပြီးတော့ကံရဲ့အပမိုးရရှိကြပါစေခင်ဗျဆက်လက်ပြီးတော့ဗုဒ္ဓသားသမီးများဒီလိုကိမျိုးမှာက ်နိုင်ငံသားနဲ့ပတ်သက်ဆက်နွယ်တဲ့ကိစ္စမျိုးတွေဌာနဆိုင်ရာနဲ့ဆက်နွယ်ချိတ်ဆက်လုပ်ကိုင်တဲ့လုပ်ငန်းမျိုးတွေပွဲစားအကျိုးဆောင်လုပ်ငန်းမျိုးတွေအထက်အလိတ်တို့ ठी ဖနာလျှက်စစ်ပစ္စည်းဓာတ်စီဒီဇတ်တတ်ထုနှံ့နွားအဲ့ဒါလိုကိစ္စမျိုးတွေကိုဦးစားပေးစ조사တဲ့ ਨੇ ဆွေမျိုးကိစ္စအပေါင်းအသင်းကိစ္စရရွာကိစ္စများကုညီပံပိုးရတာမျိုးလဲပြလို့ရတတ်တယ်နည်းနည်းလေးတော့မောတတ်တယ်ကိုကိစ္စအပြင်ဆွေမျိုးကိစ္စအဲ့လိုကုညီပံပိုးရတဲ့ကိစ္စတွေနဲ့နည်းနည်းလေးတော့ကောင်းစားရတတ်တယ်စိတ်တူလွယ်ပေါက်ကွဲလွယ်အပြောမှအလုံးမှငွေမှပစ္စည်းမှတွေတော့တတိထားရပါလိမ့်မယ်ဗျာကြည့်အဲ့တော့က ဗုဒ္ဓသားသမီးတွေကလည်းခေါင်းအေးအေးစိတ်အေးနဲ့ကြိုးစားတင်ပါတယ်လို့ဒီလိုကိမျိုးမှာဗုဒ္ဓသားသမီးတွေကံရဲ့အပမှုရဖို့ဆိုရင်အနဲ့ရောင်ခရမ်းရင်းရင်အပြာရင်းရင်အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးစွဲပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းများကိုနှင်းစီပန်းကလေးတပွင့်ဘာရောက်မဲ့ဖြစ်ဖြစ်နှင်းစီပန်းလေးနဲ့ရိုက်ပုတ်ပြီးဆူတောင်းမှာဒီနေ့ကိုတော့ကံကောင်းလိုက်ချွင်စီမဲ့နံပါတ်တွေကနန်းတွေက၈ကနန်း၅ကနန်းကံရဲ့အပမှုရဖို့ဆိုရင်နွားနို့နဲ့ပေါမုံလှူဒန်းတဲ့ကုသိုလ်လေးပြုပြီးတော့အပံပိုးလေးရရှိကြပါသည်ခင်ဗျဆက်လက်ပြီးတော့ကြာလာပေးသားသမီးမိတ်ဆွေများ ဒီလိုကိန်းမျိုးမှာကလေအပြောင်းအလဲတွေအစ်စ်အစန်းနေခရီးသွားလာရေးတည်ယူပို့ဆောင်ရေးတွေလုပ်ငန်းတွေအိမ်တွေလုပ်ငန်းပြောင်းအိမ်ပြောင်းအဲ့ဒါမျိုးတွေဦးစားပေးတဲ့ ਨੇ ခရီးသွားလာရေးတည်ယူပို့ဆောင်ရေးကိစ္စတွေကောင်းတယ်အသီးအနှံတို့ရေတွက်ကုန်တစ်တန်တွတ်တဲ့အဖျော်ရမကအဲ့ဒီလိုကိစ္စတွေလာအကျိုးပေးတတ်တယ်နည်းနည်းတော့ရန်အရွယ်အနောက်ချက်လေးတွေပိုများတတ်တာသတိပြုပါသတိကြီးကြီးတတ်တိကောင်းကောင်းနဲ့ပိုင်ပိုင်နိုင်နိုင်စူးစမ်းမယ်နေမျိုးဖြစ်ပါတယ်လုံမဲ့ကိစ္စပိုင်ပိုင်နိုင်နိုင်လုံရမဲ့ကိစ္စလည်းပိုင်ပိုင်နိုင်နိုင်ရချူမာစုဖြူမဲမာစုမဲဒုံဒုံချအဆုံးပြတဲ့နဲ့ ကြာွေးသားသမီးများကံရဲ့အပမို့ရဖို့ဆိုရင်အကွက်အပြောက်အကြောင်းကြားတွေများများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်ဆင်သုံးသွဲပါရောင်းကုန်ပစ္စည်းတွေရောင်းအားတက်အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင်တပြေးညွန်ကလေး6ညွန်ပို့ပြီးတော့ရိုက်ပုတ်ပြီးတော့ဆူတောင်းဒီနေ့ကံကောင်းလိုက်ရှင်စေမဲ့နံပါတ်တွေကနန်းတွေက1ကနန်း6ကနန်းကံရဲ့အပမို့ရဖို့ကြာွေးသားသမီးမိတ်ဆွေများအတုတ်တမျိုးမျိုးလှူဒန်းတဲ့ကုသိုလ်လေးပြုတ်ပြီးတော့ကံရဲ့အပံဘူးရရှိကြပါစေခင်ဗျာဆက်လက်ပြီးတော့တောက်ကြသားသမီးမိတ်ဆွေများဒီလိုနေ့ဒီမှာကလေအိမ်အင်စာဦးနေရာထိုင်ခင်း အလုံနေရအိန္ဒိယနဲ့ပတ်သက်တဲ့ကိစ္စတွေစ조사တဲ့နဲ့လူကြီးမိဘဆရာသမားတွေဆီမှာတွားရောက်တွေ့ဆုံအကူညီတောင်းတာတို့ညှိနှိုင်းတာတို့ဖြည့်ရှင်းတာတို့ကိုနဲ့အဆင်မပြေမသိမမြဖြစ်နေတဲ့သူတွေနဲ့ညှိရနှိုင်းညှိကြနှိုင်းကြတာတို့조사တဲ့နဲ့အုတ်တို့ဥတို့အင်းတို့အေးအေးတို့အုံတို့အိမ်ဆောက်ပစ္စည်းတို့ဆောက်လုပ်ရေးတို့နေရာထိုင်ခင်းနဲ့ပတ်သက်တာတွေအဆောက်အအုံနဲ့ပတ်သက်တာမျိုးတွေဦးစားပေးပြီးတော့조사တဲ့မှာလုပ်ငန်းအသစ်စတင်ထူထောင်ခြင်းအခြေတည်ခြင်းများပြုလုပ်တဲ့နေ့ဖြစ်ပါတယ်ဗျာတောက်ကြသားသမီးတွေ မိမိချစ်သူအိမ်တော်ဘက်ရဲ့တံပိုးကြီးပစ္စည်းဝယ်ခြင်းရောင်းခြင်းကိစ္စအောင်မြင်တတ်ပါတယ်။ကံရဲ့အပမောရဖို့ဆိုရင်တောက်ကြသားသမီးတွေကအနီရောင်တို့ချက်သွေးရောင်တို့များများပါသောအဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်ဆက်သုံးသွဲပါ။ရောင်းကုန်ပစ္စည်းတွေရောင်းအားတက်အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင်ညောင်ရွက်ကလေး၃ရွက်ပူထပ်ပြီးတော့ညောင်ရွက်လေး၃ရွက်နဲ့ရက်ခတ်ပြီးတော့ရိုက်ပြီးတော့စုတော့မှကံရဲ့ဒီနေ့ကံကောင်းလိုက်ခြွင့်စေမယ့်နံပါတ်တွေကနန်းတွေက၁ကနန်း၃ကနန်းကံရဲ့အပမောရဖို့ဆိုရင်တော့အုံနှုတ်ခောက်ဆွဲ ကဲမြတ်စွာဘုရားမှာပဲလူလူအပေါင်းအသင်းမိတ်ဆွေတွေကိုပဲဒါနပြုပြုအေးဒါလေးနဲ့အတူကံရင်အပဖို့ရရှိကြပါသည်ခင်ဗျာကဲဆက်လက်ပြီးတော့စနေသားသမီးမိတ်ဆွေများကဲဒီလိုနေမျိုးမှာကလေငွေဟောင်းပစ္စည်းရောက်နေပြန်ပေါ်တတ်တယ်သုံးမိအောင်မေးတဲ့ငွေတွေပစ္စည်းတွေပြန်ရတတ်တယ်ကွဲကွာနေတဲ့ဆွေမျိုးမိတ်ဆွေလှုပ်ဖို့ကံပဲဒီနဲ့ပြန်လဲစုံစည်းရတာပါတယ်သားသမီးအောက်လက်ငယ်သားအလုပ်သမားတို့အတွက်ဝမ်းသာစရာကြီးလက်ကြောင်ဝမ်းကြားရတတ်တယ်အကြောင်းကြောင်းကြောင်းရက်နေထစ်နေတော့ ရတာနားတာကြရတော့လုပ်ငန်းဟောင်းရွေးချယ်ဟောင်းအစီအစဉ်ဟောင်းတွေပြန်ပြီးတော့စူးစမ်းတဲ့ကိမျိုးဖြစ်ပါတယ်ခင်ဗျာငွေကြေးနဲ့ပတ်သက်တဲ့အစီအစဉ်တွေရွှေတို့ရတနာပစ္စည်းလက်ဝက်လက်စားကိစ္စကားတို့ယင်တို့ဆက်တို့နဲ့ပတ်သက်တဲ့ရွေးချယ်တွေအိမ်စာဦးနေရာထိုင်ခင်းအလုပ်နေရာအိမ်နေရာကိစ္စတွေဦးစားပေးစူးစမ်းတဲ့နည်းနည်းလေးတော့ကို့အပေါ်မှာမနာလို့အပြိုင်ဆိုင်လေးတွေရှိတတ်ပေမဲ့ကံကောင်းချိန်မို့ကဲလုံကြီးတို့တို့တွင်ဝင်ပြီးသားစူးစမ်းပေတော့လို့တိုက်တွန်းလိုက်ပါတယ်ဗျာကဲဒီလိုကိမျိုးမှာစနေသားသမီးတွေမိမိချစ်သူအိမ်နံပါတ်ရဲ့ ကျမ်းမာရေးနဲ့ပတ်သက်တဲ့စိတ်ရှုပ်ရှားလေးနည်းနည်းတော့လာပြီးရှိတတ်တယ်။စနေသားသမီးတွေကကံရင်အပံမိုးရဖို့ဆိုရင်အဖြူရောင်တို့ငွေရောင်တို့မီးခိုးရောင်တို့များများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးသွဲပါ။ရောင်းကုန်ပစ္စည်းတွေရောင်းအားတက်အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင်ခရင်လေးတစ်ချောင်းထမင်းစားတဲ့ဇွန်ခရင်ကခရင်လေးတစ်ချောင်းနဲ့ရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုတို့အခောက်ရိုက်နှက်ပြီးတော့ဆူတောင်းမှာဒီနေ့ကိုတွဲကံကောင်းလက်ရွှင်စေမယ့်နံပါတ်တွေကနန်းတွေကနှစ်ကနန်းလေးကနန်းတွေဖြစ်ပါတယ်။ကဲ စနေသားသမီးတွေကံကောင်းစရာရှိတာပိုကောင်းအညံ့ခိုက်တွေရော့ပါပြပြအောင်ဆိုရင်လက်ဖက်ရည်မြတ်စွာဘုရားမှာပဲလူလူအပေါင်းအသင်းမိတ်ဆွေတွေကိုပဲဒါနပြုပြုအဲ့ဒီအလှကုသိုလ်လေးပြုပြီးတော့ကံရဲ့အပံပိုးရရှိကြပါစေခင်ဗျာကဲရွှေစကားငွေစကားနည်းနည်းရကမိတ်ဆွေအားလုံးကိုစိတ်နှပြချမ်းမာတည်တဲ့ချမ်းမာအောင်ချမ်းသာတည်တဲ့ချမ်းသာအောင်ဆွမ်းဆောင်တော်မူနိုင်ကြပါစေ။ကံညာဝိရိယ၃ချက်လုံးအားကောင်းအောင်လဲဂျုံပန်းတော်မူနိုင်ကြပါစေခင်ဗျာ။